ရီယယ်မက်ဒရစ်အသင်းရဲ့အားထားရတဲ့တိုက်စစ်မှုအမ်ဘာဘီဟာဗီလာရီယယ်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့စပိန်လာလီဂါပွဲစဉ်အတွင်းညာဘက်ခြေချင်းဝင်တန်းရရခဲ့လို့စစ်စစ်မှုတွေပြုလုပ်နေပြီးတန်းရအချင်းနေနဲ့ပတ်သက်လို့စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။ဆိုပါတန်းရကြောင့်အမ်ဘာဘီအနေနဲ့ကမ္ဘာဖလားခြေစစ်ပွဲတွေရှင်ပြိုင်ကစားဖို့ရှိတဲ့နိုင်ငံလက်ရွေးစင်အသင်းမှာပါဝင်ကစားနိုင်ဖို့မတိကျဘူးလို့နိပြအလွန်ဆိုကပြောဆိုလိုက်ပါတယ်။အမ်ဘာဘီဟာအဲ့ဒီနေ့ပွဲစဉ်အတွင်း80မိနစ်မှာ အတင်းအတွက်တွင်ကိုတကိုရယူပေးနိုင်ခဲ့ပြီးဂိုးဖန်တီပေးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ဂိုးသွင်းပြီး2မိနစ်လောက်အကြာမှာတော့ဘပေဟာခြေချင်းဝတ်တန်းရာပြဿနာနဲ့ကြုံခဲ့ရပြီးရိုဒီโกနဲ့လူစားလှည့်ခဲ့ရတာဖြစ်ပါတယ်။တန်းရာခြေနေနဲ့ပတ်သက်လို့နီးပြအလွန်ဆိုကတော့စောင့်ကြည့်နေသေးဖြစ်ပြီးပြင်သစ်လက်ရွေးစင်အတင်းရဲ့နိုင်ငံတကာပွဲစဉ်တွေကိုတော့ပါဝင်ကစားဖို့မတိကြဘူးလို့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တွေရဲ့အမေးကိုသူကဖြေဆိုခဲ့တာဖြစ်ပါတယ်။ အသက်26နှစ်အရွယ်ပြင်သစ်တိုက်စစ်မှုဟာဒီနှစ်ဘောလုံးရာသီမှာတော့ရီယယ်မက်ဒရစ်အတွက်ပြိုင်ပွဲဆုံး10ပွဲပါဝင်ကစားပေးထားပြီး14ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်ခင်ဗျာ။